အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒေါင်းနေဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဦးမင်းကိုလာရေးသားထားတဲ့ရေနဂါးလေးတွေအကြောင်းဆိုတဲ့ခပြားကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ ရေငကားလေးရဲ့အကြောင်းညီညီမတို့အကူတို့တက်ကတူကတတဗေဒဌာနရဲ့အမတ်တရဒစိတ်ကိုသိကြလားရှင်ငကားလေးတွေပေါ့ အရင်ကလောကကြီးမှာအမေရိကပဲကလေးမွေးတဲ့ထင်ခဲ့တာရှင်ငကားလေးတွေကြမှာအဖေကမွေးတယ်မွေးတမတကြိမ်ကိုထောင်ကမ်းချီပြကိုယ်ရောမြေလုံးကြီးကျဲရ ရေတတဝါတွေထူကယ်ပြီးမတ်တကြီးရက်နေတဲ့သူတို့တွေဘလို့ရှင်းတအောင်နေလဲသိလားသူတို့ကအများကြားမှာထူးခြားအောင်မနေဘူးရန်သူရှာမတွေ့အောင်ပဝင်းချင်းအယောင်ကိုလိုက်ပြောင်းရမှာ ဆေးရဆေးရပဲသူတို့ကသားကောင်ကိုထိတ်တိုက်မတွေ့ဆုံးခိုးတိုက်ခိုက်ရမှာလဲဆေးရဆေးရပျောက်ကြားမဟာဘွဲ့ရှင်တွေသူတို့ကအကောင်တော့သေးသေးပဲဒါပေမဲ့အထင်မသေးလိုက် အမောက်ကနေအမီးပြားအထိစူးတန်ချက်ကဝတ်စုံနေဗျာအာယမဟုတ်ပါဘူးလေတတန်းပြည့်သေနာအဲ့ခန်းဆောင် အလှချိတ်เสียခန္ဓာရုပ်ကျွင်းကိုအမှတ်တရလက်ဆောင်နှင်းနဲ့ရေကားလေးတွေအကြောင်း ြောပြတာပါအဲ့ဒါပြောပြရပါစာကျင်ဘယ်ရင်ပျောက်ကြာရေငကားလေးတွေခါသူတို့အချင်းအချင်းကိုအွန်လိုင်းမတင်တဲ့အကြောင်းပြောဖို့တော့ကြံသွားတယ် ကျွန်တော်ဖတ်ပြတာကိုအဆုံးရှိနားဆင်ပေးခဲ့တဲ့အတွက် အားလုံးကျေးဇူးတင်ပါတယ်။